ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းရေးသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါနိုဝင်ဘာလ25ရက်နေ့ညနေ6:43မိနစ်အချိန်ကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စမ်းကြွယ်ကြီးရွာညောင်မင်ကုန်းနယ်ဂရေမော်ဘက်ကိုရန်သူအင်အားတရာခန့်စစ်ကြောင်းထိုးစင်မှာ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကခုခံလို့10ဦးကျော်သေပြီးပြန်ဆုတ်ပြေးသွားကြောင်းသိရပါတယ်။မိမိတို့ဘက်ကတော့တော်လိုင်းရဲဘော်တူကြာဆုံးသွားပါတယ်။သေဆုံးသူများထဲမှာစစ်ကြောင်းမှုအဆင့်အရာရှိတဦးပါဝင်ပြီးစစ်တုပ်ပန်းအချို့ကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ော်လိုင်းတက်ဖွဲ့ဝင်ကြတာကတိုက်ပွဲမဖြစ်ခင်မနေ့ပိုင်းကစားမော်ဘက်အသွားလူစုချင်းတည်င်းပေးတဲ့သူရှိလို့စစ်တပ်ကဒရုန်းနဲ့လာချသွားရမှာကြာသွားရတာပါဂရီမော်မိသားဝန်တန်းရဲထွန်လက်နက်ကြီးထိမှန်တန်ရာရခဲ့ပြီးစစ်ရုံတင်ထားရကြောင်းဒေတာရင်းတည်င်းကြီးမြစ်ထံကသိရပါတယ်ခင်ဗျာဘယ်ဘယ်နော်ဝူချီနော် နိုဗီမာလာ26ရက်နေ့မနက်09:17မိနစ်ခန့်မှာတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်ရှားဖြူကုန်းရွာမှာရှိတဲ့အချမ်းပစစ်တပ်ဂိတ်တူတော်လိုင်းတပ်တွေဝင်တိုက်ရမှာရန်သူနှုတ်ဦးတေဆုံးပြီးဆိုင်ကယ်၄စီးနဲ့ဖုံးတလုံးသိမ်းဆီရမိကြောင်းတာယာဘရီခိုင်တရင်383တက်ကတရင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအခြေအနေကတော့လျှက်တပြက်စီးနှင်းခဲ့ပြီးခိတ္တနောက်ဆုတ်ကထပ်မံတိုက်ခတ်ဖို့ချင်းကပ်နေစင်မှာပဲစစ်သားနယ်ပြူစောထီတွေကဂိတ်ကန်တွေထွက်ပြေးသွားပြီလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကိုတက်ခွဲ6အေယာညီနောင်တပ်ဖွဲ့နဲ့နတ်တလင်းမြို့နယ်ပတ်ကပ်ပတို့ကပူးပေါင်းလှုပ်ဆောင်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်နိုင်ခဲ့ကြပါတယ်ခင်ဗျာလူငယ်လေးဆက်သုံးရင်နေမနေ့၈နိုင်ခန့်ကရန်သူ35ဦးကြည့်တယ်လက်နဲ့30ကျော်နဲ့ခဲရန်တွေရရှိခဲ့တဲ့တရင်ကတော့မကြသေးခင်ရက်တွေမှာတရင်ကြီးခဲ့ပါတယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့စိုင်နိုင်ကုတိုက်ပွဲဖြစ်ပြီးရွှေပို District Battalion 5ကထုတ်ပြန်တဲ့တရင်ပါ။ ရန်သူဘက်ကဗိုလ်ကြီးဆန့်ညွန့်ထွန်ဦးစီးတဲ့တပ်မ33လက်အောက်ခံခမာယာ17ခမာယာ42နဲ့ပြူစောတီပူပေါင်းအင်အား120ပုံနာကြီးရွာကိုဝင်ရောက်မိရှုနေစမှာပါကဖာတပ်တွေကတိုက်ခိုက်ရမှာညနေ6:30မိနစ်ထိကြာမြင့်ခဲ့ပါတယ်။အချမ်းဖက်စစ်တပ်ဘက်က35ဦးတေပြီးအများပြားထိခိုက်ဒဏ်ရာရကစစ်ကြောင်းပြက်ပြီးတော့စိုင်းနိုင်ခုရှိစစ်တပ်စခန်းကိုပြန်လည်ဝင်ရောက်ထွက်ပြေးသွားကြောင်းသိရပါတယ်။ရန်သူထံကနေအမေ1 17လက် AME2 3လက် AME3 10လက်ငချင်းမီ2လက် RPG 1လက်စနိုက်ပါ1လက်100စိန်ပြောင်း3လက် PA90 စိန်ပြောင်း1လက်ဂျမ်မာ7လုံးကြည်ပေါက်16ပေါက် 5.56G အတောက်390 7.62G 1916တောက် RPG 4ဘူး RPG ပုတ်ကြီး9လုံးကြည်ကောက်ထုတ်10လုံးလက်ကင်ပုံ28လုံးအင်နာကာဘုံ16လုံးနဲ့လက်ပစ်ပုံ9လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ် အမှတ်နှစ်ရွှေဘိုခရိုင်ကုကဲရီမှုစီမံချက်နဲ့အမှတ်1 3 5 18တိုက်ရင်များဝက်လက်မြွနယ်ပကဖဟန်လင်းတိုက်နယ်ပကဖအမှတ်နှစ်ရွှေဘိုခရိုင်ဒုံအဖွဲ့အမှတ်1 3 5 18ဒုံအဖွဲ့ဝက်လက်မြွနယ်ပကဖဒုံအဖွဲ့နဲ့ဒေသခံပကဖတွေပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်၃ဦးကတော့မစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့ပါတယ်အခုတိုက်ပွဲခံနေပြန်ဆုတ်ပြေးသွားတဲ့တပ်တွေကိုတော့နိုဝင်ဘာ23ရက်နေ့မွန်းလွဲ7နာရီကျော်မှာပန်းပြုတ်လက်တော်လိုင်းကြီးများနဲ့မုံရဘန်ဒုလအဖွဲ့သားများ တိတ်တိရှင်တိုက်နေရဲဘော်များပူပေါင်းကြားဖြာရမှာလဲနောက်ထပ်ရန်သူတူတေဆုံးခဲ့သေးတာကိုတက်ဆိုင်ရာတော်လိုင်းရေးတပ်များထံကသိရပါတယ်ခင်ဗျာနိုဝင်ဘာလ25ရက်နေ့မွန်းလွဲ့တနင်္လာခန့်ကတနင်္သာရီမြို့နယ်တစ်ပင်6ရွာနီးမှာတိုက်ပွဲဖြစ်ခဲ့ပါတယ်တက်ဆွဲထားတဲ့ရန်သူတွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်မှုအတွင်းရန်သူဘက်ကစစ်သား၄ဦးတေဆုံးပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးတေစည်းရင်က၄ဦးပါရဲဘော်တွေကတော့လဲကြတာမြင်တယ်လို့ပြောတယ် စစ်ခွေးအင်အားကတော့90ဝန်းကျင်လောက်ရှိတယ်စစ်ခွေးတည်စည်းရင်ကထပ်တိုးတည်ဆုံးတာမရှိပါဘူးတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လဲဆွတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်ပဒက်ဖန်ဖို့စ်ဘိတ်ခရိုင်တိုက်ရင်နှစ်ကပြောပါတယ်ဘိတ်ခရိုင်တိုက်ရင်နှစ်တိုက်ရင်နဲ့တနင်္သာရီပတ်ကပ်ဖတို့ပူးပေါင်းခဲ့တဲ့တိုက်ပွဲဖြစ်ပါတယ်ခင်ဗျာတနင်္သာရီတိုင်းရေပြူမြို့နယ်မှာခလာရ404တိုက်ရင်မှာစစ်အုပ်စုတပ်သားတွေလက်နက်ချလာကြပါတယ်နိုဗီမာလာ29ရက်နေ့ကဖြစ်ပြီး ော်တာဆွဲခံရတဲ့လူငယ်တွေဖြစ်တယ်လို့သတင်းကဆိုပါရယ်စစ်မှုထမ်းတပ်သားတွေ၅ဦးကတနက်၅လနဲ့ခဲရံတွေယူဆောင်လာပြီးအလင်းဝင်ရောက်လာတဲ့ဒီသတင်းကို Batu Army PHA မှာထုတ်ပြန်ထားပါရယ်ရေပြူမြို့နယ်ရန်ကင်းကျေးရွာရန်ကင်းတရကကင်းကိတ်စခန်းမှာတာဝန်ကျနေရကခက်လိုက်ရ၄၄တပ်ရင်းကတပ်သားသစ်ရဲလွင်မှုအောင်အောင်ငင်းညံ့စော်အောင်ခန့်စော်နဲ့တတ်ထွန်းဝေတို့ကတနက်၅လနဲ့ခဲရံတွေယူဆောင်လာပြီး ပါထုအာမီထံသို့အလင်းဝင်ခဲ့ကြလို့တဦးကိုစုကြည်ငွေအဖြစ်ကျ၄၀သိန်းစီချိမြင့်ခဲ့ပြီးတဘောဆန္ဒအတိုင်းပြေပသူတွားရလှုပ်လှုပ်ဖို့ကုညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်သူတို့ယူလာတဲ့လက်နက်တွေကတော့ MA1 ၃လက် MA2 တစ်လက် MA4 တစ်လက်ကြီပေါက်၁၈ခုအင်နာဂါဘုံဒီနှလုံးနဲ့5.56ကြီး1169တောက်တို့ဖြစ်ကြကြောင်းပါခင်ဗျာ ချင်းပြည်နယ်တိတိမှာတော့ချင်းတပ်တွေအောင်မြင်မှုရလျက်ရှိပါတယ်။နိုဗင်ဘာလ29ရက်နေ့မနက်၈နာရီခန့်ကတိတိမြို့ဝင်ကျိုးဆိုပါကြီးဆိုင်းပုတ်နီးမှာတပ်ဆွဲထားတဲ့ရန်သူခလာရ269တပ်သားများကိုချင်းညင်အောင်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရာစစ်တုပ်ပန်းနှစ်ဦးနဲ့တူလက်နက်ခဲယမ်းချို့သိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ PDF ဇိုလန်းကထုတ်ပြန်တဲ့သတင်းမှာရန်သူတပ်ဟာတိတိမြို့လူအဝင်ထွက်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးအဲ့ဒီအဝင်ကိတ်ကိုချင်းညင်အောင်တပ်ဖွဲ့တွေကအခုတော့ပြန်သိမ်းယူနိုင်ခဲ့ပါပြီ။ ဣရိန်ဖလန်ကလေးကံကောမြို့နယ်တိုက်ပွဲတွေမှာတော်လိုင်းကြီးပူပေါင်းတပ်တွေရဲ့တက်ခိုက်မှုကြောင့်နိုဝင်ဘာလတွင်တိုက်ပွဲတွေမှာရန်သူ150လောက်တေဆုံးခဲ့ပြီဆိုတဲ့သတင်းကိုလည်းချင်းပြေကောင်စီကာကွယ်ရေးဌာနကမကြသေးခင်ကပဲထုတ်ပြန်ထားပြီးဖြစ်ပါတယ်ခင်ဗျာ။ဟာတော့ပိုက်ဖဲကောက်ဖို့ဒါကွန်တောဆောက်ဖို့ဟဲ့မေလာမေလာပေါ်ချောက်လာရချော

ไม่มาเลยเจนเนียกองด้วยกกอ๋เดียวเขาอยู่ได้ยังขัดมานุ่งไงนุ่งอะไรใช่ไหมพ่อเฮ้ยไปเร็ว

Hallo. <laughs> <laughs> ja, နိုဗမာလာ28ရက်နေ့မနေ့အစောပိုင်းကတော့ရန်သူတွေတပ်ဆွဲထားတဲ့သကိုင်းတိုင်း30မြို့နယ်မူတိန်ရွာကိုတော်လိုင်းတပ်တွေဝင်တိုက်ခတ်ကြောင်းသိရပါတယ်။တိုက်ပွဲပြင်းထန်ပြီး၄နိုင်ကြာသည့်တိုက်ခိုက်မှုဖြစ်ကြောင်းဆိုပါတယ်။လေးချောင်းကလည်းတောက်လျှောက်ပုံကျဲတယ်၊ရှင်းလင်းကြီးလည်းမပြတ်သေးလို့အသေးစိတ်အချက်လက်တွေကိုခဏနေမှပြောလို့ရမယ်လို့30မြို့နယ်ကာကွယ်တပ်ဖွဲ့ဝင်တူကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့စေယောစုတောက်တိုင် channel မှာတော့နမခနယ်မြေတစယ်နယ်ရှိမိမိတို့ပြည်သူစစ်စခန်းအားမနေ့၄နိုင်ကစလို့အကဖတွေလာရောက်တိုက်ခိုက်တိုက်ပွဲဖြစ်ပွားနေပြီးတပ်မတော်တွေမှဝေဟင်ပစ်ကူပေးလျက်ရှိဆိုပြီးရေးနေကြတာတွေ့ရပါတယ်။အခုရက်ပိုင်းတွင်မှာပဲတစယ်မြေနဲ့ဆက်ဆက်နေတဲ့ကမ့်ဘလူတောင်ဘက်ချမ်းခေဦးမြို့နယ်တွေမှာစစ်ကောင်စီရဲ့တပ်စစ်ကြောင်းတွေစစ်ကြောင်းပြတ်တီတီအထိနာသွားတဲ့တည်င်းတွေကြောင့်ရန်သူဟာအရှုံးကိုမဲပြီးတံပြန်ဖို့စူးစမ်းလာနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ ။ဒူဝန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရသတင်းထုတ်ပြန်ထားချက်တွေမှာတော့စကန်သိမ့်နိုင်ခဲ့တာလို့ဆိုထားပြီးတိုက်ပွဲတွင်စစ်အုပ်စုထံကနေလက်နက်မျိုးစုံ၅လက်စစ်သုံးပစ္စည်းတွေသိမ့်ပတ်ရရှိခဲ့ကြောင်းဆိုထားပါတယ်။ဒီစစ်စင်ကြီးကိုပြည်ဝ90နှစ်ပေါ်ဥစ်စ်ကြောင်းဒဇယ်မြို့နယ်ပကဖရွှေဘိုခရိုင်မှ25တပ်ရင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဒူဝန်ရေဦးမြို့နယ်အဖွဲ့ဝန်တပါလာရေဦးမြို့နယ်အဖွဲ့ drone force ဒဇယ်အဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ lấy từng cái ngã chỉ là không mẹ Ya mana gajah ladi bina? Nuri Malan esok ni ni nyakunai kanga tapi buat canggaro. Bagutai natalin nghe dễ Yesakan. တောင်ညိုကွက်တဲ့ရေစခန်းပါဝင်ရန်သူနေရာတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီးမိရှုရှင်းလင်းခဲ့ကြောင်းသတင်းဖြစ်ပါတယ်။383တတရင်သူရင်မှုကိုညင်ကြီးကထုတ်ပြန်ထားတဲ့သတင်းမှာစခန်းဟာရန်သူတွေထွက်ပြေးကုန်ကြလို့ရှင်းလင်းနိုင်ခဲ့ကြပြီးပါပြီ။တိုက်ခိုက်ခဲ့တာတွေကတော့တရင်383တတရင်ယုံမှတက်ခွဲ246နဲ့9တို့ကပူပေါင်းလွှတ်ဆောင်ခဲ့ပြီးမိမိတို့တော်လိုင်းရဲဘော်ဒီဘက်ကထိခိုက်မရှိကြောင်းပါခင်ဗျာ။ mình ngay phép bù. Ôi chi này bà. Anh nè ra ơi, chó chi đây.